မင်္ဂလာပါခင်ဗျာကျွန်တော်တို့ AI ကသင်ငန်းစာတွေလေ့ကျင့်ခန်းတွေလုပ်ပြီးသွားပြီဆိုရင်ဒီနေ့အတွက်နောက်ထပ်သင်ငန်းစာတစ်ခုစရအောင်ပါအရင်ကဆိုရင်ကျွန်တော်တို့ဒီကွန်ပျူတာတွေမှာပါတဲ့ hardware တွေတော်တော်များများတော့လေ့လာခဲ့ပြီးသွားပြီအဓိက CPU အကြောင်းတွေ memory တွေ backend storage ဒါတွေတော့လေ့လာခဲ့ပါပြီ Okay ဒီနေ့မှာဒီအရင်ကလေ့လာခဲ့တဲ့ hardware တွေအပြင်တခြားအရင်ကမပါခဲ့တဲ့ကျန်ခဲ့တဲ့ hardware လေးတွေလည်းအဲအကျေအဲ့ဒါလေးတွေကိုကျွန်တော်ပြန်ပြီးတော့အလေ့လာကြည့်အောင်ပါနော် ဘာတွေလဲဆိုရင်ကျွန်တော်တို့ကွန်ပျူတာရဲ့စလုံးကြီးကိုဖြွင့်ချလိုက်မယ်ဆိုရင်ဒီ power supply နေရှိမယ် mother board တွေရှိမယ်အဲပြီးသွားရင်ဒီ CPU တွေ memory တွေဒါတွေအကုန်လုံးရှိတယ်เนาะရှေ့ပိုင်းမှာတော့ကျွန်တော်တို့ဒီကွန်ပျူတာရဲ့အလုံးလုံးတဲ့ processing လေးခုပေါ့เนาะ input output process storage ပေါ့เนาะဒီ function လေးခုပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကဒီတူထဲမှာပါတဲ့ hardware စိတ်ပိုင်းလေးတွေခွဲခြားခဲ့တယ်ဒီကကြရင်ねအဲအဲ့ဒီ function လေးခုတွေမှာမပါတဲ့ function လေးခုအပြင်ကထောက်ပံ့ပေးတဲ့ ဟော့ဖွဲပစ္စည်းအချို့လည်းကြံသေးတယ်ဒါလေးတွေကိုကျွန်တော်တို့ဘာတွေလဲဆိုတာတွားပြီးတော့လေ့လာကြည့်အောင်เนาะဒါဆိုအရင်တော့ကျွန်တော်တို့ရှေ့မှာပြောခဲ့တဲ့ improvise ပေါ့အဝင်သွင်းမိတဲ့ပစ္စည်းတွေကဘာတွေလဲဆိုရင် keyboard တွေ mouse တွေရှိမယ်ပြီးသွားရင် attract ထုတ်ပေးတာဆိုရင်ဒီဘက်မှာ monitor speaker တွေရှိမယ်ပြီးသွားရင်အဓိက processing တွက်ချက်တဲ့စိတ်ပိုင်းရင် CPU ရှိမယ် memory ရှိမယ်ပြီးသွားရင်အဲကျွန်တော်နောက်ထပ်ပါရှိသေးလဲဆိုရင်တင်းစရဲ့စိတ်ပိုင်းဆိုရင် hard disk ဆိုတာလေးရှိလိမ့်မယ် โอเคဒါတွေအပြင်ပါရီချန်နေလဲဆိုကျွန်တော်မာသားပုတ်တွေချန်နေပြီးတော့ရင်ဒီမှာ graphic card တွေချန်နေတယ် sound card တွေချန်နေတယ် pd power supply နေ db drive တွေโอเคဒါဆိုကျွန်တော်ဒါတွေလဲဆိုအောင်မှာသွားပြီးလေ့လာကြည့်မယ်တစ်ခေါက်ပြန်ဖတ်ကြည့်မယ်ဆိုကျွန်တော် cpu ဆိုတာဘာလဲဆိုရင်ね computer ရဲ့တွက်ချက်မှုတွေကိုပြုလုပ်ပေးတဲ့သူသူကပြုလုပ်တယ်ပြုလုပ်ပေးတယ်အဓိကတွက်ချက်မှုတွေလုပ်ပေးပါတယ်သူ့ရဲ့ပုံစံလေးကိုကျွန်တော်သွားကြည့်မယ်ဆိုရင်ဒီလိုလေးပေါ့နော်ကျွန်တော်ကွန်ပျူတာပုံရိပ်ဖွင့်ကြည့်လိုက်မယ်ဆိုရင် motherboard ပုံမှာဒီ CPU chipset လေးတွေ့ရလိမ့်မယ် ICP လေးကဒီမာတာပေါ်မှာသွားဆင်းတယ်သူ့ပေါ်မှာ Hickson ဆိုတဲ့ဒီအပူဆုံးတဲ့တပ်ထူကြီးအုပ်ပြီးတော့အပေါ်မှာပန်ခါကြီးအုပ်ထားတယ်ဒါကတော့ CPU ပါမလုပ်လဲဆိုရင် computer ရဲ့အဓိကထွက်ချက်တဲ့အလုပ်ကိုလုပ်ပါတယ်ပြီးတော့ရင်နောက်တစ်ခုက memory 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 ကတော့အဓိကအတွက်ချက်တာပေါ့နော်သူ run and access memory ဖြစ်တဲ့အတွက် run လို့ပြောပါမယ်သူ computer ရဲ့အဓိကအတွက်ချက်မှုတွေကိုလုံဆောင်ပေးပါတယ်တဲ့နော်ဘယ်လိုပုံစံမျိုးလဲဆိုသိကျင်နေဆိုကျွန်တော်ဒီမှာသွားရိုက်ရှာကြည့်လို့ရတယ် run 6လောက်မှလောက်ရှိတဲ့ကျွန်တော်ပေးတန်ချောင်းလေးသူ့မှာလည်း 2K ဆိုတာရှိမယ် 4K ဆိုတာလေးရှိမယ် DDR 2 3 4ဆိုတာလေးရှိမယ်နောက်ပိုင်းတော့ဒီ DDR 3တို့4တို့တုံးလာများပါတယ် Okay ပြီးသွားရင်နောက်တစ်ခုက haptic haptic ဆိုတော့ data တွေတူလောင်သိမ်းဆည်းတဲ့နေရာလေးပါဘယ်ဟာလေးလဲဆိုကျွန်တော်ဒီကောင်လေးကိုပြောရဲနော်ကျွန်တော်တချင်းနေတပ်ပုံနေဂိမ်းနေဘူးလို့သိမ်းမယ်ဆိုရင်ဘယ်ထဲမှာသိမ်းလဲဆိုရင်ဒီ haptic ထဲမှာသိမ်းပါတယ်နော် hard disk ဆိုတာကဘာနဲ့တူလဲဆိုကျွန်တော် memory stick အကြီးပဲအကြီးပေါ့နော်ဥပမာ cd dv drive ခွေ cd ခွေတို့ dvd ခွေတို့အကြီးစားပဲသူက data တွေအများကြီးတင်ထားလို့ရတယ်တူလောင်ထားလို့ရပါတယ်နောက်တစ်ခုကဘာရှိသေးလဲဆိုကျွန်တော် hard disk နဲ့ပုံစံတူတာ ssd ဆိုတာလေးရှိသေးတယ်သူကကျတော့ solid state drive လို့ပြောပါမယ် solid state drive ဆိုတာကျတော့သူက circuit နဲ့အလုပ်လုပ်တယ် hard disk ကကျတော့သူကဒီ data လေးတွေကိုဒါ hard disk လေးနော်ကျွန်တော်ပြောမယ်ဒါလေးက hard disk hard disk ကကျတော့ကျွန်တော်ခွေဖတ်တယ်လို့ပဲ ခွေလေး data ထည့်တယ်လို့ပဲသူက data လေးတွေကိုဒီတန်လိုက်နီးပညာရ data ကိုတွေ့လာတော့တူလောင်ထားတယ်ပြီးသွားရင်နောက်တစ်ခုက solid state drive ကじゃ circuit နဲ့လုံးလုံးတယ်သူကကျတော့ဈေးပူကြီးတယ်အဲလုံးလုံးတဲ့ speed မြန်လုံးလဲသူကပူကောင်းပူကောင်းပါတယ်နော်ပြီးသွားရင်နောက်တစ်ခုပါရှိသေးလဲဆိုဒါ hardic ကိုပြောတာနော်နောက်တစ်ခုက motherboard motherboard ဆိုတော့ဘာကြီးလဲဆိုကျတော့ဒီကောင်ကြီးကို motherboard လို့ပြောတယ်နော်ဒါကြီး ဒါကြီးကအခုဒီစိတ်ပိုင်းเนี่ยကျွန်တော်ကွန်ပျူတာကြီးကိုဖွင့်ချလိုက်မြင်ရမယ့်အစိတ်ပိုင်းนี่เนาะကွန်ပျူတာပုံကြီးကိုဖွင့်လိုက်ဒါဆိုဒီအစိတ်ပိုင်းนี่အကုန်လုံးမြင်ရပါလိမ့်မယ်အဲ့ဒီမှာအခု motherboard ဆိုတာကွန်ပျူတာရဲ့ CPU တွေ RAM တွေ hard disk တွေစတဲ့ hardware တွေအားလုံးစုစည်းပြီးတက်စင်နေနေရအဓိကပြောမယ်ဆိုရင်တော့ဒါကြီးက main board ကြီးပေါ့เนาะအဲ့ပုံမှာမှကျွန်တော်ဒီ circuit တွေစင်ပြီးသူတို့တွေကဒီဟိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးအလုပ်လုပ်လို့ရအောင် circuit လမ်းကြောင်းပြည့်တဲ့နေရာကြီးပါเนาะအဲ့တော့ဒီ motherboard ကအဓိကဘာလုပ်လဲဆိုရင်เนี่ยသူကဒီ hardware တစ်ခုနဲ့တစ်ခုချိတ်ဆက်ပြီးတဲ့အခါမှာ သုံးပါတယ်ခင်ဗျနော်မာနာဖုတ်ကတစ်ခုနဲ့တစ်ခုဒီသူ့ရဲ့ hardware ရဲ့ CPU နဲ့ memory ချိတ်ဆက်ပြီးတဲ့လမ်းကြောင်းတွေကိုသူကဒီကောင်လေးကနေဆွဲပြီးမှဖြစ်တဲ့အတွက်ဟို computer ဝယ်တဲ့ခါမှာမာနာဖုတ်ကအလုပ်လုပ်တဲ့နေရာမှာတော့အရင်အရေးကြီးတယ်ဒါပေမဲ့ကျွန်တော်တို့ computer ဒီ laptop အထူးပြည့်ပေါ့နော် laptop တွေဝယ်တဲ့ခါမှာအရင်ဒါကြီးကိုသွားပြီးတော့ဦးစားမပေးခဲ့ဘူးဒါကြီးကိုသွားပြီးမကြည့်ခဲ့ဘူးပေါ့နော်ဘာကြောင့်လဲဆိုရင်ねသူကဘာအတွက်လဲဆိုရင်ဒီ book ဒီခုနကပြောတဲ့ CPU memory တွေစင်မှုအတွက်လောက်ပဲတုံးပြီးတော့ desktop ပုံးလေးလို့မှဆိုရင်တော့ဒါလေးကိုသွားကြည့်ပြရတယ်တော့ဘာလို့လဲဆိုရင်သူ့မှာ slot လေးရှိတယ် x slot လေးတွေပေါ်မူတည်ပြီးကျွန်တော်ကကိုယ့်ရဲ့ဆက်ကဘယ်လောက်ထိမြင်လို့ရတယ်ဘယ်လို cpu မျိုးစားတွေစိုက်လို့ရတယ်ဘယ်လိုဘယ်လိုဟိုဒီ graphic card တွေထပ်ပြီးတော့တိုးလို့ရတယ်မြင်လို့ရတယ်ဒါတွေအကုန်လုံးကျွန်တော်သွားပြီးတော့ဟိုလေ့လာလို့ရတယ်သွားပြီးတော့ကြည့်လို့ရတယ်ဥမာဆိုတော့ဒီကောင်လေးဆိုရင်ဟာနော်ကျွန်တော်ပြန်ထွက်လိုက်မယ် ဒါဆိုရင်သူကမာသားဘုတ်ထဲမှာပါတဲ့စိတ်ပိုင်းလေးဥမာဒါက memory slot memory slot ဆိုရင်အခုဒီမှာ four memory slot memory slot ၄ချောင်းပါတယ်တကယ်လို့ကျွန်တော်ဒီဒီမာသားဘုတ်ရဲ့ဒီမာသားဘုတ်ပေါ့နော်ကျွန်တော်မာသားဘုတ်လေးတစ်လုံးသွားဝယ်ကွန်ပျူတာတစ်လုံးဆင်တော့မယ်ဆိုရင်ဟိုအထူးပြည့် desktop တွေပါတယ်ကျွန်တော်တို့ပြန်ဆင်တော့မယ်ဆိုရင်ကိုယ့် set ကိုဘယ်လောက်ထိတိုးကျင်လဲပေါ့ဒါဥမာကိုက memory 16 kb လောက်ထိတိုးကျင်နေဆိုရင်အဲဒီ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 မှာဆိုရင် slot လေးလေးခုပါတယ်တစ်ခုကို 4k site လို့ရတယ်ဆိုကျွန်တော်16 kb ရတယ် အခု loss ရတော့ဟို memory 8ကလောက်ပဲစိုက်ထားမယ် slot နှစ်ခုပဲတုံးထားမယ်အဲပြီးနောက်မှပြန်ပြီးတော့ထပ်ပေါင်းထည့်မယ်ဆိုတဲ့အခါမျိုးဆိုရင်ဒီထပ်ပေါင်းလို့ရလားမရလားထပ်ပေါင်းထည့်မယ်အဲမထည့်ဘူးဆိုတာဘာနဲ့အဓိကသက်ဆိုင်လဲဆိုရင်ဒီ motherboard နဲ့အဓိကသက်ဆိုင်တယ် motherboard ကိုတော့ကျွန်တော်သွားကြည့်ရမှာဥပမာကိုယ့်ရဲ့ motherboard ရဲ့ဒီ slot က CPU ကအဲဒီ seven eight generation ပေါ့နော် eight generation ကို i3 i5 i7 သုံးလုံးထည့်လို့ရတယ်ဆိုရင်ကိုကြိုက်တဲ့ဒီ motherboard လေးပေါ်မှာဆိုကျွန်တော်တို့ i3 တက်ထားတယ်တကယ်လို့ i7 ပြောင်းခြင်းလေဆိုတော့ကျွန်တော်တို့ i7 ပြောင်းသုံးလို့ရတယ်အဲ့တော့ကိုယ့်ရဲ့ကွန်ပျူတာလေးကဆက်မြင်လို့ရလားမြင်လို့မရတော့ just ကွန်ပျူတာရှိရလေဒီကွန်ပျူတာလေးက run ထပ်တိုးခြင်းနဲ့တိုးလို့ရဒီကွန်ပျူတာတော့ထပ်တိုးလို့မရတော့ဘူးဆိုတာဒီဘယ်သူနဲ့အဓိကသက်ဆိုင်လဲဆိုရင်ဒီခုကျွန်တော်တို့ပြောတဲ့ motherboard နဲ့အဓိကသက်ဆိုင်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ laptop တွေမှာတော့ဒီမာအဒီနောက်ထပ်ထပ်ပြီးတော့ထပ်ပေါင်းထည့်ဖို့မလွယ်တဲ့ခါမျိုးဆိုရင်မာလာဘုတ်မှာကျတော့သွားပြီးတော့ထပ်ကြည့်စရာ မလိုတော့တပ်ပေါင်းထည့်လို့မလွယ်တော့ဘူးဆိုတော့သူမှ slot ပါလေကျွန်တော်ကတခါကျဒီထပ်ပေါင်းထည့်လို့ဟိုဒီ set အနေထားရပါဘောเนาะသူရဲ့ set design ပုံစံအနေထားရထပ်ပြီးတော့ထည့်လို့မရတာမျိုးရှိတယ်အဲအထူးဖြင့် laptop တွေကတော့ထပ်ပေါင်းထည့်လို့မရရထပ်ပေါင်းထည့်ဖို့အတွက်မရည်ညွှန်းတဲ့အတွက်ကျွန်တော်ဒီထပ်ပေါင်းထည့်ဖို့အတွက်အသုံးပြုရတဲ့ function ဖြစ်တယ်ဒီ motherboard ကိုအထူးထူသွားမကြည့်တော့တာပါတကယ်လို့ laptop တွေဆင်တော့မယ်အော် sorry desktop ပုံးတွေဆင်တော့မယ်ဆိုရင်တော့ဒီ motherboard ကိုကျွန်တော်အဲ့ လေးကြည့်ဖို့လိုတယ်စဉ်းစားဖို့လိုပါတယ်ဘယ်လောက်ထိကိုယ့်ရဲ့စက်ကိုမြင်ထားမလဲဘယ်သူနဲ့အဓိကသက်ဆိုင်လဲဆိုရင်ကျွန်တော်မာသာပုံနဲ့အဓိကသက်ဆိုင်ပါလိမ့်မယ်ဒါဆိုရမယ်เนาะအဲတူမနောက်ထပ် graphic cut တွေဘယ်လိုစိုက်လို့ရတယ်ပြီး network cut တွေစိုက်လို့ရတယ်ပြီးတော့ရင် sound cut တွေဟိုဘယ်လောက်ထိဘယ်လောက်ထိစိုက်လို့ရတယ်မြင်လို့ရတယ်ဆိုတာဒီကျွန်တော်ဒီမာသာပုံပေါ်မှာတွားကြည့်မယ်ဒါဆိုဘယ်လိုတိလို့ရလဲဆိုရင်တော့မာသာပုံရဲ့ model မျိုးစားကိုကျွန်တော်ရိုက်ပြီးတော့ ဒီသူ့ရဲ့ function တွေဖတ်လို့ရတယ်နောက်တနည်းက motherboard ဝယ်တယ်ဆို motherboard cut cloud လေးပါတယ်အဲ့ cut cloud လေးကတော့ဟိုပုံမှန်အဖြစ်ကျွန်တော်တို့ကိုယ်တိုင်စင်နေဆိုရင်တော့အဲ့ cut cloud လေးက motherboard ဒီ jabber phone လေးမှာပါတယ်သူများစင်ခိုင်းနေဆိုတော့အဲ့ cut cloud တွေပါကျွန်တော်တို့ထည့်မပေးလိုက်တော့ပေါ့နော်ဆိုင်ရနေအဲ့တော့ကိုယ်တိုင်လုပ်တယ်ဆိုရင်တော့ဒီအိုက်ကက်တောက်လေးဖတ်လို့ရတယ်အိုက်ကက်ကက်တောက်လေးမှာသူကဘာဖြစ်လဲဆိုရင်တခုချင်းစီကိုသူကရှင်းပြတာဒါလေးကတော့ပါ post ပါဒါလေးကတော့ပါပါဒါလေးကတော့ပါပါပေါ့နော်အဲ့နေရာလေးကဘယ်လောက်ထိမြင်လို့ရတယ် အဲဘာဆော့ကက်အမျိုးစားမျိုးပါဆိုတာသူအသေးသေးစိတ်ရှင်းပြထားတယ်ဒါလေးတို့ကျွန်တော်တို့ကြည့်ပြီးတော့အော်ဒီယာဆိုရင် DDR ဘယ်လောက်ဆိုင်လို့ရတယ် CPU ဆိုဘယ်လောက် generation ဆိုင်လို့ရတယ်ဘယ်လောက်ထိမြင့်လို့ရတယ်ဆိုတာကိုကျွန်တော်တို့ခွဲခြားလို့ရပါလိမ့်မယ်မာလာဘူးထုတ်တဲ့ company တွေလည်းအများကြီးရှိတယ်အဲ့မှာမှအဲဒီမှာ ASUS တို့ဘာလို့ရှိမှာပေါ့နော်ဒီ MSI တို့ဘာလို့လဲထုတ်လိမ့်မယ် Okay အဲ့ဒီမှာတဲ့မာလာဘူးရဲ့အမျိုးအစားတွေကိုလုံးကျွန်တော်အလိုချက်စားစရာတော့မလိုဘူးမာလာဘူးထုတ်တဲ့ဒီ မျိုးစား motherboard ရဲ့ CPU ရဲ့ model နံပါတ်ကိုကျွန်တော်ရိုက်ရှင်းရိုက်ထည့်ပြီးတော့ဒီ internet ပေါ်မှာရှာလို့ရပါတယ်။ဒါဆိုကိုယ့်ရဲ့ set ကမြင်လို့ရလားမရလားဆိုတာကိုဒီပါလိမ့်မယ်။အခုကျွန်တော်ပြောချင်တာပါလိမ့်လေဆိုရင် motherboard ဆိုတာလေးကိုပြောတာပါနော်။ battery ကတော့အာတင်ဂျိုမချင်အာတင်ဂျိုမိချင်ရဲ့။ Okay ဒါဆိုရင် now နောက်တစ်ခုကမရှိသေးလေဆိုရင် VGA cap VGA cap ဆိုတာအရင်ကပြောတဲ့ကျွန်တော် graphic card ကိုပြောတာပါနော်။သူကကျတော့ 3D ရုပ်လုံးရုပ်ချွာတွေပြတဲ့အခါမှာသုံးတယ်အထူးသဖြင့်ကျွန်တော်ဂိမ်းကစားတဲ့အခါမှာသုံးတာပေါ့နော်ဂိမ်းတွေကစားတဲ့အခါမှာသုံးတယ်အဲ့ကက်ကလေးကဘယ်လိုလေးလဲဆိုကျွန်တော်သွားကြည့်လိုက်မယ်ဒီမှာ VGA ကက်ဒါဆိုဒီလိုကက်ပလေးသူကလည်းသူ့ရဲ့အလုံးလုံးနိုင်သူ့ရဲ့ speed မြင့်လေမြင့်လေလေပို့ပြီးတော့အပူထုတ်လုံးမှုများတာဖြစ်တဲ့အတွက်တဲ့ CPU လိုပဲသူ့လည်း heat sink နေကတ်ထားရတယ်ပြီးတော့အပေါ်မှာ fan နေကန်တာ ော်သူကသူလည်းအရင်လှုပ်လှုပ်ရတာမဟုတ်လို့နော်ဒါတွေကိုတော့ဘာလို့ခေါ်မလဲဆိုရင်ကျွန်တော်တို့ကဒီ graphic cap လို့ခေါ်ပါတယ်အထူးဖြင့်ဂိမ်းကစားတဲ့ set တွေမှာအဓိကသုံးပါတယ်နော် Okay ဒါဆိုရင်ဒီ graphic cap လေးလည်းတည်သွားပြီပြီးတော့နောက်တစ်ခုက sound cap sound cap ဆိုတာအတန်နဲ့ပတ်သက်တဲ့နေရာမျိုးမှာဆိုရင်အတန်နဲ့ဆိုင်ရာတွေမှာသုံးပါတယ်အတန်နဲ့ပတ်သက်တဲ့အခါမျိုးမှာဆိုကျွန်တော်တို့သုံးမယ် sound cap ဲဆိုကျွန်တော်ပုံမှန်မာတာပုံမှန်လဲစောင်းကက်လေးပါတယ်မာတာပုံမှန်ပါတဲ့စောင်းကက်ကကျွန်တော်ဒီ my aim ရှိမယ် my out ရှိမယ်ပေါ့နော်ဟို my win ရှိမယ်ပြီးတော့ရင်တို့နှစ်ချက်ပေါက်ရှိမယ်အထူးဖြင့်နှစ်ပေါက်လောက်ပဲပါတာများတယ်နှစ်ပေါက်လောက်ပဲပါလိမ့်မယ်ပေါ့နော်ဒီလိုစောင်းကက်ကလေးကဘာအတွက်လဲဆိုကျွန်တော်တချင်းနေပါတယ်ဆိုမယ်ပေါ့နော်ကာရာအိုကေဆိုတော့မယ်ဆိုရင်အပြင်ဘယ်တညာတနေခွဲတာတို့ဟိုတိချကြီးချအတန်နဲ့ပတ်သက်တဲ့ device တွေနဲ့ချိတ်ဆက်ပြီးသုံးပြဖို့အတွက်ဆိုရင် တိတက်ဆိုလို့ sound cut တွေပါတွေပြန်ဆိုင်ပေးရပါတယ်နော် air drop တုံးပါတယ်ပုံမှန် yoda နဲ့တချင်းနှားထောင်မှုအတွက်ဆိုရင်တော့ sound cut ထပ်ဆိုင်စရာမလိုမာလာပုံမှာတပါတယ် sound cut ဆိုလေပါပြီးသားဖြစ်ပါလိမ့်မယ်ပြီးတော့နောက်တစ်ခုက power supply power supply ဆိုတာဒီပုံလေးကိုပြောတာနော်ဒီပုံလေးကဘာလုပ်လဲဆိုရင်သူကဒီ AC နဲ့ DC ပြောင်းပြီးတက်ဆိုင်ရ half way တွေကို power တွေခွဲပေးတယ်ဒါဆိုကျွန်တော်တို့တွားကြည့်လိုက်မယ် power supply power supply ဆိုတာဒီလိုပုံလေး laptop တွေမှာတော့မမြင်အောင်เนาะ adapter ပေါ့ laptop တွေမှာဆိုအဒီ adapter ပါလိမ့်မယ် power supply ဆိုတဲ့ပုံဘာဒီဒီအားကြီးမမြင်ရတော့ဘူးပြီးတော့နောက်တစ်ခုက desktop ပုံလေးမှာဆိုရင်တော့ဒီလို box လေးမြင်ရမယ်အထူးဖြစ်ကျွန်တော်နောက်မှာခက်လုံလေးနန်းလေးမှာရှိလိမ့်မယ်သူကကြပါလို့လဲဆိုရင်ဒီမှာပန်ကလေးလဲလိမ့်မယ်ပြီးရင်ဒီဒီကျိုးမြင်လေးရှိမယ်အဲဒီကျိုးမြင်လေးကဘာလေးလဲဆိုရင်ဒီ power လေးတွေကိုခွဲပေးတာဒီကနေ ပါရီခွဲပြီးတယ်အဲ့မင်းတစ်ခုချင်းစီမှာဒီကျိုးအယောင်တစ်ခုချင်းစီမှာသူဘလောက်ပိုးဆိုတာလေးတွေတည်တန့်တတ်မှတ်ထားရတယ်အဲ့တော့ကျတို့ကဟက်တစ်ကိုဘလောက်ပေးမယ်မာသားဘုတ်ကိုဘလောက်ပေးမယ်ဒီလိုပုံစံမျိုးခွဲသွားပါတယ်နော်အဓိက power supply ကမာသားဘုတ်ကိုပဲ power တန်းပေးတယ်မာသားဘုတ်ကနေမှာတက်ဆိုင်ရာဒီ halfway တွေ controller halfway တွေကိုတည်တန့် power ပြန်ပြီးတော့ခွဲတဲ့အလုပ်ကိုလုပ်ပါတယ်နော်ပြီးတော့ရင်သူ့မှာတခြားဘာတွေရှိသေးလဲဆိုရင်ကျတို့ DVD drive တွေကိုလွှမ်းပြီးတော့ချိန်မယ် ပြီးတော့ရင် hatit တွေကိုပါဝါတစ်ခါလေးတန်းပြီးပေးပါမယ်ပြီးတခြားဆက်ဆက်ပစ္စည်းရှိရဆိုလဲသူကနေပါဝါတန်းယူသုံးလို့ရကျွန်တော်မီးတွေပါထွန်းလာနေပါရှိလေအဲဒီဆိုလဲဒီကနေပြန်ခွဲပဲအချို့အားဖြင့်ပြောမယ်ဆိုရင်တော့ဒီ power supply ကပါဝါပါဝါတွေခွဲပြီးတဲ့အခါမှာကျွန်တော် AC တိုင်းဝင်လာတဲ့အားကိုတည်တန့်ဒီသူ့ controller တွေကိုတည်တန့်ပြန်ပြီးတော့ပါဝါခွဲပြီးတယ်ပြီးတော့နောက်တစ်ခါ optical drive optical drive ဆိုတာကျွန်တော် CD DVD drive လေးတွေကိုပြောတာပါတခြင်းနေဘူးတွေကြီးတယ် ကြေးလေးဝူလူလေးကြီးရဲ့ dry clay အဲ့ dry clay မှာကျွန်တော်တစ်ချက်ပြောစရာရှိတာကသူ့မှာဒီသွားကြည့်မယ်ဆိုရင် ခွဲစရာလေးရှိတယ် CD-ROM ရှိမယ် CD-RW ရှိမယ် DVD combo ရှိမယ်ပြီးတော့အရင် DVD-ROM ရှိမယ် DVD-RW ရှိမယ်ဒါတွေကဘာတွေပြောတာလဲဆိုရင်ねသူတို့ရဲ့တုံးလို့ရတဲ့အမျိုးအစားလေးတွေကိုခွဲပေးထားတာပါ CD-ROM လို့ကျွန်တော် drive ပေါ်မှာသွားပြီးဖတ်လိုက်တယ်ဆိုရင်ဒီ site ကလေးတွေ CD ပဲဒီ drive ကလေးတွေကျွန်တော် CD ခွေကိုပဲဖတ်လို့ရတယ် DVD ခွေဖတ်လို့မရဘူးဆိုတာကို ရင်ညွှန်းပါတယ် CDRW ဆိုရင်တော့သူက read write နှစ်ခုရတယ်ဖတ်လို့ရတယ်ပြန်ကူလို့ရတယ်ဘယ်လိုပြောဖတ် read ဆိုတာဖတ်တယ်ဆိုတာကျွန်တော်တို့ဒီခွေလေးကိုထည့်ပြီးတော့ကြည်တယ်တချင်းလေးပါဖြွင့်ကြည်တယ်ကွန်ပျူတာနဲ့ကူတယ်ဒါကို read လုပ်တယ်လို့ပြောမယ် write လုပ်တယ်ဆိုတာကျတော့ကျွန်တော်တို့ခွေအလွတ်ယူပြီးတော့ကွန်ပျူတာထဲရရှိတဲ့ data တွေကိုခုခွေထဲကိုထည့်တာကို write လုပ်တယ်လို့ခေါ်တယ်နော်ဒီဒီရှေ့မှာတော့ write လုပ်လို့မရဘူးဒီကောက်မှာတော့ဒီဒီ CDRW ဆိုတဲ့နေရာလေးမှာတော့ write လုပ်လို့ရတယ်ပြီးနောက်တစ်ခုက degree combo လေးကထူကြတယ် ဘာကြပါလဲဆိုရင် CDRW နဲ့အဲဒီဘီရိုနဲ့ပေါင်းထားတဲ့ပုံစံမျိုးပေါ့နော် CDRW နဲ့ဆိုရဲအတွက် CD ခွေကူးလို့ရတယ်ပြီးတော့ရင်ကျတို့ဖတ်လို့လည်းရတယ်ပြီးနောက်တစ်ခုကဒီဘီခွေကိုကျတော့ဖတ်လို့ရတယ်ပြန်ကူးလို့မရဘူးဒီဒီဘီကွန်ပိုလေးရဒါစီရမယ်နော်ဒီဘီရိုထက်နည်းနည်းလေးပုံမြင့်သွားတာသူက CD ကူးလို့ရတာလေးရှိတာနော်ပြီးတော့ရင်နောက်တစ်ခုကဒီဘီရိုဒီဘီရိုကကျတော့ဒီဘီခွေဖတ်လို့ရတယ်ပြန်ကူးလို့မရဘူးဒီဘီ RW ကတော့ပြန် ူးလို့လည်းရတယ်ကြည်လို့လည်းရတယ်ဖတ်လို့လည်းရတယ်အဲ့တော့နောက်ဆုံး drone များတွေ့ရမှာတော့ကျွန်တော်တို့ DBRW ဆိုတာလေးကအများဆုံးတွေ့ရပါလိမ့်မယ်တကယ်လို့ကျွန်တော်တို့ computer လေးကအရင်တော့မော်ရယ်အဟောင်းလေးဖြစ်နေတယ် DB drone လေးသာဖြစ်နေရဆိုရင်ခွေကူးလို့ရမှာမဟုတ်အဲ့လိုဆက်မှာကျတော့ခွေသွားခုနေဟိုဘက်ကကျတော့နေကိုခွေကူးတဲ့နေရာမှာ ပေါ်မှာမဟုတ်ဘူးပေါ့နော် okay ဒါဆိုရင် အခုပြောခဲ့တာလေးတွေကကျွန်တော်အရင်ကမပါတဲ့ဟာလေးတွေပါလဲဟိုမရင်အရင်ကကျွန်တော်မပြောခဲ့တဲ့အစိတ်ပိုင်းလေးကျွန်တော်ဥစားပေးပြီးတော့ပြောပြထားတယ်ကျန်တဲ့အစိတ်ပိုင်းလေးလည်းအကုန်လုံးတည်ပြီးသားဖြစ်လို့နားလည်လောက်မလို့ထင်ပါတယ် okay ဒါဆိုကျွန်တော်ဒီနေ့အတွက်လေ့ကျင့်ခန်းလေးရှိတယ်အဲ့လေ့ကျင့်ခန်းလေးကဘာလေးလဲဆိုရင်ကျွန်တော်ကွန်ပျူတာတွေရဲ့စီးနှုန်းတွေရင်ကကျွန်တော် day 1 day 2 day 3 4 5အာဒီနေ့ day 5ပေါ့နော်ဒီနေ့အရှိရတင်ကန်းစာ day အားလုံးမှာတင်ခဲ့တာတွေအားလုံးကျွန်တော်ပြန်ပြီးတော့ ဟိုပြန်ပြီးတော့စူးစီးမယ်ပြန်ပြီးတော့တစ်ခေါက်ပြန်ပြီးတော့ဖတ်ကြည့်မယ်ကျွန်တော်နှုတ်ဖတ်လိုက်ရပြီเนาะအဲကျွန်တော်ဒီခုပေးထားတဲ့သင်ခန်းစာနှုတ်နှုတ်လေးတွေဖတ်လိုက်ရပြီအဲဟာလေးတွေကိုတုံပြီးတော့ကျွန်တော်ရဲ့ကွန်ပျူတာတစ်လုံးဝယ်တော့မယ်ဆိုရင်ဘာတွေကြည့်ရမလဲဆိုတာလေးကိုကျွန်တော်လက်တွေ့သွားကြည့်မယ်ကွန်ပျူတာသွားဝယ်မယ်ဆိုသူတို့ကဘယ်လိုတွေကြော်ညာကြလဲပြီးဘယ်လိုစိတ်ပိုင်းအနေနဲ့ပြထားလဲဈေးနှုန်းဘယ်လောက်ရှိလဲပေါ့เนาะအခုဒီမှာအဲကျွန်တော်နမူနာလေးပြဖို့အတွက် website ကနေမသွားတော့ကျွန်တော်မြန်မာနိုင်ငံမှာတုံးနေတာလေးရှိတယ် ဥမာ technoland ပေါ့ D C H N O L D N O L A N D technoland လို့ရိုက်ထည့်လိုက်နော်ကျွန်တော် Facebook အကောင့်လေးဖွင့်လိုက်ပြီး technoland လို့ရိုက်ထည့်လိုက်ရင်ဒါ technoland computer training company ဆိုလိမ့်ရှိ training company ပေါ့ okay အဲ့ဒီ webs အဲ့ဒီ Facebook page page လေးကိုဝင်လိုက်မယ်နော်တခြား website တွေကနေမသွားတော့ဘဲね Facebook ကနေပဲဝင်လိုက်တယ်ပြီးသွားရင်သူ့မှာ short text ဆိုလိမ့်ရှိဘယ်မှာမှ short ဆိုလိမ့်ရှိဘာလို့ဒီဒီ website လေးဒီ page လေးကိုသွားလဲဆိုဒါလေးကမြန်မာလိုလေးတင်ပေးထားလို့နော်ဈေးနှုန်းလေးတွေတခြားနိုင်ငံခြား website သွားကြည့်ဆိုတော့ဒေါ်လာဈေးတွေပါပြန်ပြောင်းအောင်လို့နည်းနည်းလေးလှုပ်ရှုံအောင်ဘာလို့လဲဆိုရင်ကျွန်တော်ဝယ်တယ်ဆိုလဲဒေါ်လာကျွန်တော်နိုင်ငံခြားနေသွားမဝယ်ပြပအောင်မြန်မာနိုင်ငံကဝယ်မှာဆိုတဲ့တခါလေဈေးနှုန်းတွက်ပြီးသားလေးတွေသွားကြည့်ပါမယ်နော်သူတန်းမှဆိုရင်ဘာလေးခွဲပေးထားလဲဆိုရင်သူက i3 တဲ့ပြီးရင် i5 တဲ့ပြီးသွားရင် i7 နဲ့ပြီးရင် celeron bandian သူအကြံပြ၃မျိုးခွဲပေးထားအော်အကြံပြတရားဒီ category လေးခွဲပေးထားရယ်နော်အဲ့တဲမှာမှာကျွန်တော်တို့ဘာကြည့်ရမလဲဆိုရင် Celeron တစ်လုံး Pandian တစ်လုံး i3 တစ်လုံး i5 တစ်လုံး i7 တစ်လုံးရဲ့ specification တွေသွားကြည့်မယ်ပြီးတော့ကျွန်တော်တို့အဲ့အဲ့စိတ်ပိုင်းတွေကိုဒီဘက်မှာလာပြီးတော့ကူးရေးမယ် Celeron ဘေးမှာကူးရေးကူးရေးပြီးတော့သူ့ရဲ့ဈေးနှုန်းဘယ်လောက်လဲဆိုတော့တွက်မယ်ပြီး Pandian စိတ်ကြိုက်တစ်လုံးရှာရှာပြီးသူထဲမှာ CPU ကပါ memory ကပါ အာတီးတန်းကျွန်တော်တို့နာမည်တက်ပြီးခွဲမယ်ပေါ့နော် ခွဲမယ် generation block လဲအပြီးပါ generation block အမ်သူအရောပဲ series ပါအကုန်လုံးအသေးစိတ်ပြန်ပြီးခွဲမယ်အသေးစိတ်ကျွန်တော်တို့တင်ရှေ့မှာတင်ထားတဲ့လေ့ကျင့်ခန်းလိုပဲဟိုရှေ့မှာတင်ထားတဲ့လေ့ကျင့်ခန်းတွေအရကြောင့်ကိုယ့်ရဲ့ computer ကိုပဲပြန်ခွဲဆိုင်ခဲ့တာလေဒီခါကျရင်မဟုတ်ဘူးကျွန်တော်က malware တည်တဲ့ computer တစ်လုံးရဲ့အစိပ်ပိုင်းတွေကိုတွားကြည့်မယ်ဘာတွေပါလဲဆိုတာကိုကျွန်တော်တို့ပြန်ပြီးခွဲကြည့်မယ်အော်အဲ့လိုအစိပ်ပိုင်းတွေပါတဲ့ computer ဆိုရင်ဈေးနှုန်းဘယ်လောက်ရှိတယ်ဆိုတာလေးကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာကြည့်မယ် โอเคဒါဆိုရင်တို့ရေးရမယ့်လေ့ကျင့်ခန်းဘယ်နှခုရှိလောက်မလဲဆိုရင်၅ခုရှိပါလိမ့်မယ်နော်โอเคကြိုက်တာတယောက်နဲ့တယောက်တော့တူမှာမဟုတ်ကူတော့မချအောင်နော်ဒါလေးအကုန်လုံးကျွန်တော်ကွန်မန့်မှာပြန်တင်ပေးရမယ်ဒီတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးမတူအောင်လေးကြည့်ပေးပါအများကြီးပဲရှိရနော်โอเคကျွန်တော်နမူနာလေးပြပေးပါမယ်နမူနာတစ်လုံးပြလိုက်မယ်နော်ထားပါတော့ i3 ပေါ့အဲ့ဒီက ASR တဲ့အများကြီးပဲရှိရနော်အဲ့ဒီမှာ Moriri ကတော့အများ Moriri ကတော့အမျိုးမျိုးဖြစ်ပါလိမ့်မယ် Osu လည်းဖြစ်မယ် အစားလေးဖြစ်မယ်။ဒါဆိုကျွန်တော်ဒီဟာလေးဒါလေးတစ်ချက်နေလိုက်မယ်။9300။ Okay I do on CG ။အစွေနေကြည့်လိုက်မယ်။ Mo ဆိုတာလေးတွားကြည့်လိုက်မယ်။ Processor Intel Core i3 ။ဒါဆိုကျွန်တော်တို့ဟိုဘက်မှာရေးပေးရမှာ CPU ပြီးအောက်မှာသူ့ရဲ့ Siri ပါရှိမလဲဆိုရင်အော်သူ့ရဲ့ CPU brand က i3 အော် Intel ပြီးတော့ရင် Siri ကတော့ i3 ရှိမယ်။ Generation က7 generation ပြီးတော့ရင် U series ပါပြီးတော့ရင် TSP က2.7မှာ memory 4K ပြီး haptic 1 TV ရှိတယ်ပြီးတော့ရင်အဲဒါဆို screen ပါတယ်ဆို screen မှာတခါလေးထည့်ရလိုက်မယ်နော် screen 15.6ဒသမ6ရှိတယ်ပြီးတော့ရင် graphic card ပါတယ် Nvidia 2K နဲ့ပြီးတော့ရင် battery ကတော့40 battery ဒီမှာတော့ battery ကတော့ကျွန်တော်ထွေထူးသွားတော့ကြည့်စရာမလိုပါဘူး battery ကကျတော့ဒီကိန်းကနေနေတော့ပြီးတော့နိုင်ရှင်လို့တော့မရဘူးပေါ့နော်40ဆိုပေမဲ့သူ့ရဲ့ဒီ ဆက်အနေထားပေါ်မူတည်ပြီးတော့ဟိုဘလောက်တော့ပုံမှန်အဖြစ်တချို့ဆိုရင်4 4ဆဲဆိုရင်အနည်းဆုံး6နိုင်လောက်တုံလို့ရတာရှိတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ဆက်ပေါ်မူတည်တယ်ပြီးရင်3နဲ့ program မျိုးစားပေါ်မူတည်တာဖြစ်တဲ့အတွက်ဟိုအသေးစိတ်တော့ပြောလို့မရအောင်ကျွန်တော်ဒီအခုဒီဆက်ဆိုရင်ဘက်ထရီတုတ်ကုန်လာရမ်းမြန်တယ်ဘာလို့လဲဆက် screen လေးနည်းနည်းလေးကြီးတယ်သူ run နဲ့လုပ်နေနည်းနည်းဟောဒီဆက်ကနည်းနည်းလေးဘက်ထရီစားတာဘက်ထရီ3နဲ့စိတ်ပိုင်းကြီးတော်လေးများတယ် graphic card တွေလည်းပါတယ် အဲ run နေလဲမြင့်နေ CPU လဲ run နဲ့ speed လဲနည်းများတော့ဟိုတော့ battery နည်းနည်းလေးတုံးတာ battery ရဲ့သူ့ရဲ့ cell ကတော့များတယ်ဒါပေမဲ့ battery တုံးတာများတဲ့အခါမှာနည်းနည်းကြတာမြန်တယ်เนาะအဲ့တော့ဒီဟာတွေတော့တော်တော်ထူထူသွားကြည့်စရာမလိုတော့ဘူးเนาะဒါပေမဲ့ရေးတော့ရေးမယ်เนาะဒီ x ဘိုင်းနေအကုန်လုံး direct တန်းမကူဘူးကျွန်တော်တို့ပြန်ပြီးတော့တိတက်ပြန်ခွဲဦးမယ်ခုနကျော်ပြောသလို CPU ဆိုရင် brand ဆို brand သူ့ရဲ့ core ဆို core အကုန်လုံးပြန်ပြီးခွဲမယ်အဲ့တော့ तू က i3 ဆိုရတဲ့ပုံမှန် uc ဆိုရတဲ့ကိုအနေနဲ့ဆိုရင် quaff ကိုကိုဖြစ်ပါလိမ့်မယ်နော်ပြီးရင်သူ့ရဲ့ဈေးနှုန်းလေးပါတခါလေးသွားပြီးမယ်ဈေးနှုန်းလေးက9000 9300 6000 3618ကျပ်ပေါ့နော်ပြီးတော့ရင် तू ကအဲဒီ asa တစ်စိတ်လေးပါဒါဆိုတခုရသွားပြီနော်ပြီးတခုရေးမယ်ပြီးနောက်တခု nelly ရတာများလိမ့်မယ်နော်ဒါပေမဲ့ဒါလေးကိုရေးပါဘာကြိုးကျစူးကြနိုင်လဲဆိုနောက်ပိုင်းကိုကွန်ပျူတာ science တွေသွားဝယ်တဲ့ခါမှာဒါတွေကအရင် အများကြီးအထောက်အကူဖြစ်စေလိမ့်မယ်ပြီးတော့ရင်နောက်ကိုကကွန်ပျူတာတွေဟိုဘယ်ကွန်ပျူတာတော့ကွန်ပျူတာတစ်လုံးကြည့်လိုက်တယ်ဒီကွန်ပျူတာဇီနိုဘလောက်လောက်ရှိမယ်ဆိုတာခံမှန်းလို့ရပြီးအစိပ်ပိုင်းတွေကိုလည်းတခုချင်းတစ်ခုချင်းတွေခွဲပြီးတော့လေ့လာတဲ့အကျင့်လေးလည်းရသွားပါလိမ့်မယ် Okay ဒါဆိုရင်နောက်တစ်ခုကဘာရှိလဲဆိုရင်ဒီကောင်လေးဒါဆိုရင် i7 i7 မှာမှသူကဘာရှိမလဲဆိုရင် Yu series မဟုတ်တော့သူက H2 series လေး game နဲ့ပတ်သက်တဲ့ game ကစားတဲ့ဟာလေးနော် game ကစားတဲ့ set ကလေးပါ Intel Intel ကနေပဲเนาะ 9i7 เนี่ย7 generation ပဲဒါပေမဲ့ तू อ่ะဘယ်လောက် series လဲဆို XQ series နဲ့လာလိမ့်မယ်ပြီးတော့ရင် तू SP ကဘယ်လောက်တောင်ရှိလဲဆို3 point and 2.8ရှိတယ် F2 3.8တောင်ရှိတယ် तू speed တော်တော်လေးမြင့်ထားတယ်ပြီးတော့ရင် AR ထုတ်တဲ့ game ပြီးစ RAM ဘယ်လောက်ကရှိလဲဆို 16GB တောင်မှရှိ AMI ပုံမှန်အပြည့်ဆိုခုနကတော့အလီယာ 4K လာအဲ့ကဒီလောက်လေးပဲရှိလိမ့်မယ် RAM 4K ရှိ RAM 16GB တောင်မှထည့်ပေးထားတယ်ပြီးတော့ရင် haptic 1T ရှိတယ် ပြီး SSD drive ကျွန်တော်ရှိရပြောခဲ့တယ် solid state drive လေးရ128ဒီလိုဆက်ဆိုရင်ကျွန်တော်ကဒီ128 GB မှာ Windows တွေတင်ထားမှာ Windows တွေ software တွေ game တွေဒီထဲမှာထည့်ထားမယ်တချင်းတွေဓာတ်ပုံတွေဘူးတွေတော့ 1TB ထဲမှာထည့်ထားမယ်အဲ့ဒီခါကျ Windows တက်တာကြီးလဲသူကအရင်မြန်တယ် game တွေပါဖြွင့်တဲ့ခါလဲအရင်မြန်လိမ့်မယ်ဘာလို့လဲဆို SSD ထဲမှာထည့်ထားလို့ပါဒါဒီလိုတွဲသုံးလို့ရတယ်เนาะပြီးတော့နောက်တစ်ခုက size ကဒီလောက်ရှိတယ်အဲ15ခွဲရှိတယ် Full HD display နဲ့လာတယ် ပြီးတော့ရင် DVD drive ပါတယ် DVD RW ပါတယ် super multi drive ပေါ့เนาะ graphic ကတော့ဘယ်လောက်ရှိလဲဆိုရင် 6K ရှိတယ် Nvidia ပြီးတော့ရင် USB 3.0 3.1 ਈ Type C တွေ HDMI တွေ LAN G LAN ဆိုတော့ကျွန်တော်တို့ဒီ network ထိုး network ချိလို့ရတဲ့အပေါ့ပေါ့เนาะဒါတွေကအသေးစိတ်ကျွန်တော်တို့ရှင်းမှလေ့လာခဲ့ပြီးသွားပြီဒါဆိုဒီ hardware အားလုံးကြည့်မယ်သူရဲ့ဈေးနှုန်းဘယ်လောက်ရှိသွားလဲ73သိန်းကျော်သွားပြီဆိုတာသိသွားပြီ Okay ဒါလေးလဲကျွန်တော်တို့တစ်ခါတည်းမှတ်ထားပါမယ်เนาะ ီးသွားရင်ဥမာ Celeron တို့ပါလို့ဆိုလဲသွားကြည့်မယ်။ဒါဆိုရင် Celeron Run 4K Heading 900ပြီးသွားရင် Intel HD Graphic ဒီ Intel HD Graphic ဆို Graphic Card မပါတာကိုပြောတာနော်။ရှိမှတော့ကျွန်တော်နှစ်ခုပြရတယ်လေ။ Intel HD Graphic ရဲ့ပြီးသွားရင်ဒီ Graphic Card Nvidia တို့ AMD တို့ဆိုတာရယ်။နောက်ဒီလိုနှစ်ခုခွဲပြရတဲ့အခါမှာဒီဟာလေးကနောက်ထပ် graphic card ဆိုတာလေးမပါဘဲနဲ့ Intel H2 graphic original ပါတယ် graphic လေးကိုပဲ ဟိုရည်ညွှန်းပါတယ်เนาะโอเคဒါဆိုရင်သူရဲ့စင်နှုန်းလေးကလေညော့နေလိမ့်မယ်၄သိန်းကျော်လေးပဲရှိလိမ့်မယ်ဒါဆိုကျွန်တော်တို့ဒီကွန်ပျူတာရဲ့အစိတ်ပိုင်းလေးတွေလိုက်ပြီးတော့ခွဲကြည့်မယ်ကွန်ပျူတာရဲ့ဈေးနှုန်းလေးတွေလည်းတစ်ခါတည်းမှတ်ထားမယ်ကျွန်တော်က၅ခုလို့ပြောမိမယ်ရေခိုင်းတာက၅ခုเนาะတကယ်လို့ဖြစ်နိုင်နေဆိုရင်တော့များများလေးကြည့်ပေးပါဒီနေ့သင်ခန်းစာလောက်အောင်မှနေတယ်အဲလေ့လာမယ်ဒီရှေ့ရတဲ့ရှေ့ရမယ်အပိုင်းနည်းလေးနေတယ်အဓိကဒါလေးကိုပဲကိုယ်တိုင်လေ့ကျင့်ကြရမယ်เนาะဖြစ်နိုင်တော့များများလေးလေးလာပြီးတော့ရင်ကျွန်တော်အပြင်တင်တာမှဆိုရင်တော့ night guide တရားလေးပြပေးတယ် နဂိုက်ထဲမှာလည်းဒီလိုအစိပ်ပိုင်းလေးရေးပြီးတော့ဟိုရောင်းတာလေးဟိုဒီတပတ်စာတပတ်စာအစ်ထွက်တဲ့ကွန်ပျူတာမျိုးစားလေးပါအဲ့ထဲမှာဆိုရင်အစ်တစ်လေးလည်းမြင်ရလိမ့်မယ်နော်ဒီမှာတော့ကျွန်တော်တို့နဂိုက်ကလည်းမကြည့်ဘူးတကယ်လို့နီးစက်လို့အစိပ်ပိုင်းရယ်ဆိုနဂိုက်ထဲရနေလေးကြည့်ကြည့်လို့ရတယ်အခုဒီထဲကကြည့်ပြီးတော့ကြည့်ရယ်ဆိုရင်လောက်ပါလုံလောက်ပါတယ်နော် okay ဒါဆိုရင်ကျွန်တော်တို့ဒီနေ့အတွက်လေ့ကျင့်ခန်းလေး၅ခုရှိတယ်အဲ့ဒီ၅ခုလေးကိုလည်းခါရိုင်းလိုပဲကျွန်တော်တို့ comment မှာပြန်တင်ပေးပါအဆင်ပြေပါရှိရင်မေးပါအဆင်ပြေမယ်လို့လည်းထင်ပါတယ်အဆင်ပြေပါစေခင်ဗျာ